င်္ဂလာပါရှင်ကျမတို့ရဲ့ဒီမိုမြန်မာ channel လေးကနေပြီးတော့နောက်ဆုံးကြားသိထားတဲ့သတင်းတွေကိုကောက်နှုတ်တင်ဆက်ပေးသွားပါတော့မယ်။ဖိုင်တာယာရှိချမ်းဤ Adidas ဖနက်ဆက်ယုံတွင်တရက်လျင်လုံအားက12000ကျပ်ရရှိရေးအလုတ်သမား6000ခန့်ဒုတိယနေ့ဖြင့်မိုးရဲလေတဲ့ဆန္ဒပြနေမှုအလုတ်ထုတ်မယ်လို့ချင်းချောက်ခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်တိုင်းလိုင်တာယာမြို့နယ်တမကုန်းအနီးရှိချမ်းရည် Adidas ဖဏတ်ဆက်ရုံတွင်တရက်နှစ်လုံအားက12000ကျပ်တိုးမြင့်ပေးရင်ဆန္ဒပြနေတဲ့အလုပ်သမားတွေကိုဆက်ရုံဘက်ကအလုပ်ထုတ်မယ်လို့ချိန်ချပြောဆိုကခွင့်မဲ့ပြောက်ကွက်ဟုသတ်မှတ်လိုက်ကြောင်းဆန္ဒပြအလုပ်သမားများကပြောဆိုပါရတယ်။ ယမန်နေ့မှစတင်၍အဆိုပါဆက်ယုံတွင် အလုသမားများဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီးယနေ့မေလ15ရက်နေ့တွင်လည်းဒုတိယနေ့ဖြင့်အလုသမား6000ခန့်ဆန္ဒပြနေကြကြောင်းအလုသမားကိုယ်စားလှယ်လေးဦးကဆက်ယုံနှင့်တွားရောက်ညှိနှိုင်းနေပေမဲ့ပြည်လည်မှုမရသေးကြောင်းသိရှိရပါသည် ဆက်ယုံမကတီးကြတဲ့အဖြစ်မပေးဘူးရှင်6လပိုင်းတရက်နေ့အထိအောင်သူတို့ဘက်ကညှိပေးမယ်ပြောနေတုံးပဲ6လပိုင်းတရက်နေ့အထိအောင်မှညှိရအောင်မအောင်သူတို့ဘက်ကတိုးပင်းနေအောင်ညီမတို့တောင်းဆိုရဲတရက်လုံအားက1200ကတော့မရဘူးလို့ပြောတယ်ဟုဆန္ဒပြအလို့သမားတူကပြောဆိုပါတယ်ယနေ့တွင်ဆန္ဒပြအလို့သမားများကိုဆက်ယုံဘက်ကညှိပေးမယ်လို့ပြောထားလျက်နဲ့အလို့ဆမလို့ပါကခွင့်မဲ့ပြောက်ကွက်ဟုတမန်ကအလို့ထုံးမယ်လို့ဆက်ယုံဘက်ကချင်းချောက်ပြောဆိုလာကြောင်းဆန္ဒပြအလို့သမားထံမှသိရပါတယ် တွားညီးတဲ့ကိုယ်စားလေး၄ယောက်ကိုတော့ဥပဒေအရအေးအေးယူမယ်လို့ပြောလိုက်သေးတယ်။ညီမတို့ကနောက်နေ့လဲဆန္ဒဆက်ပြနေရမှာဆိုတော့ခွေမဲ့၃ရက်စုအော်တိုအလုပ်ဖြုတ်ပြမယ်ပေါ့လို့ဆန္ဒပြအလုပ်သမားတူကပြောပါရယ်။အဆိုပါဆက်ရုံမှာတရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး Adidas တစိုက်ဖနက်များကိုအတိကထုတ်လုပ်နေခြင်းဖြစ်က2014ခုနှစ်ဝင်းကျင်အချိန်ကတည်းကဆက်ရုံစတင်လဲပတ်ခဲ့ခြင်းဖြစ်ပါရယ်။ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တရင်ကြောင်းကတော့ ထိုင်းမြန်မာနယ်စပ်အနီးတာလန်စစ်ပြူဟာစကန်သိန်းတိုက်ပွဲတွင် စစ်ကောင်စီဒုတက်ရင်မှုနဲ့အဖွဲ့လွတ်မြောက်နေ၍ KNU ကလိုက်ပန်းနေပူကြီးပါဝင်စစ်သား9ဦးသေဆုံးပြီးလက်နက်ကြမ်းများရရှိထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကင်းပြည်နယ်ထိုင်းမြန်မာနယ်စပ်အနီးတာလန်စစ်တပ်ဗျူဟာစခန်းသိန်းတိုက်ပွဲတွင်စစ်ကောင်စီဒုတက်ရင်မှုလွတ်မြောက်နေ၍ KNU ကလိုက်ဖမ်းနေပြီးရှင်းစခန်းသိန်းတိုက်ပွဲမှာဗိုလ်ကြီးပါဝင်စစ်သား9ဦးသေဆုံးကလက်နက်ကြမ်းများရရှိကြောင်း KNU ဗဟိုကသတင်းထုတ်ပြန်ထားပါသည် ်မေလ13ရက်နေ့ည9:00နာရီချိန် KNU အုပ်ချုပ်မှုနယ်မြေထိုင်းမြန်မာနယ်စပ်အနီးစစ်ကောင်စီတပ်ခလာယာ2လေးနဲ့အမြောက်တပ်ခမာတ3တတတို့အခြေစိုက်ထားတဲ့တညာကျိုးခေါ်တာလန်စစ်ပြူဟာစခန်းကို2025ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကရင်အမျိုးသားကာကွယ်တပ် KNTO တို့ကပြန်လည်သိမ်းပိုက်ခဲ့ကြောင်းသိရပါတယ်။အဆိုပါစခန်းသိမ်းပိုက်စဉ်အစမတ်စစ်ကောင်စီအမြောက်တပ်မှဗိုလ်တူပါဝင်စစ်ကောင်စီတပ်သားကိုသေဆုံးခဲ့ပြီးတော့ခလာယာ2လေးတူးတက်ရင်မှုမှာထွက်ပြေးလွတ်မြောက်လျက် ရှိသဖြင့်တော်လိုင်းတက်များကထွက်ပြေးလွတ်မြောက်သွားသောစစ်ကောင်စီတပ်သားများကိုလိုက်လံဖမ်းဆီးလျက်ရှိကြောင်းသိရပါသည်။ KNU ကပြန်လည်သိမ်းပိုက်ထားသောတာလဲစခန်းမှာ1986ခုနှစ်တွင်မြန်မာစစ်တပ်ကစတင်တည်ဆောက်ခဲ့ပြီး၎င်းတို့စတင်တည်ဆောက်သည့်အချိန်မှစပြီးအနီးဝန်းကျင်ရှိကျေးရွာများမှပြည်သူလူထုများအနေဖြင့်လူလတ်စွာသွားလာလုပ်ကိုင်ရှောက်ပွေစားသောက်ခွင့်များဆုံးရှုံးခဲ့ရကြောင်း၎င်းစခန်းကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့အတွက်အနီးနောက်ရှိကျေးရွာများအနေဖြင့်မူလအခြေအနေများအတိုင်းပြန်လည်လုပ်ကိုင်ရှောက်ပွေစား ားသောင်းနိုင်တော့မည်ဖြစ်ကြောင်း KNU ဗဟိုက ပြောဆိုထားပါရယ်။ယနေ့နေ့နောက်ပိုင်းတွင် KNU တပ်များကထိုင်းမြမနယ်စပ်အနီး1ကီလိုမီတာအကွာရှိမော်ဘိုးကေတပ်စခန်းကိုလည်းစတင်တိုက်ခိုက်လျက်ရှိပြီးဒေသပြည်သူ414ဦးထိုင်းနိုင်ငံဘက်အကြမ်းသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရှိရပါရယ်။နောက်ထပ်တက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့သတင်းကြောင်းကတော့စစ်ကောင်စီအပေါ်တရုတ်ရဲ့စီးအထောက်ပံ့နဲ့ဂျောင်းဝင်ဆွတ်ဖက်နေမှုကလွဲမားတဲ့လောင်းကျိထက်ခြင်းဟုအထူးကြံပေးကောင်စီထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်စကြမ်းကြုတ်သောစစ်အုပ်စုအတွက်တရုတ်နိုင်ငံရဲ့စီးရဲအထောက်ပံ့ပေးမှုနဲ့မျက်နှာပြောင်တိုက်ဂျာဝင်ဆွဖန်နေမှုကလွဲမစွာလောင်းချေထက်ခြင်းဖြစ်ပြီးစစ်အုပ်စုကြာရှုံးတဲ့အခါမှာမြန်မာပြည်သူများသည့်တရုတ်နိုင်ငံရဲ့လုံရက်များပေါ်အမှတ်ရနေလိမ့်မယ်လို့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စဉ် SCCM ကသတင်းထုတ်ပြန်ပါတယ် မြန်မာနိုင်ငံရေးရဲပအဝင်ပတ်သက်နေပြီးစစ်ကောင်စီအားအထောက်ပံ့ပေးနေမှုလာရှုမျိုးမှာ MNDAA ပြန်လည်ဆုတ်ခွာနိုင်အောင် PR ပေးခဲ့မှုများနဲ့ပတ်သက်၍ SSCM ကတရုတ်စိုးရွားကိုပြင်းပြင်းထန်ထန်ဝေဖန်တဲ့ထုတ်ပြန်ချက်စာတစ်စောင်ကိုမေလ15ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။တရုတ်နိုင်ငံသည်ဝင်ရောက်မဆွတ်ဖက်ရေးမူဝါဒကိုတက္ကတနဲ့လည်းအခိုင်အမာပြောဆိုလို့ရှိပေမဲ့မြန်မာနိုင်ငံရဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ဂျောင်းဝင်ဆွတ်ဖက်မှုများသည့်မိမိအကျိုးစီးပွားကိုသာရှေးရှုနေပြီးတော့ထုတ်လုံးရများသည့်မြန်မာပြည်သူများ များအတွက်စစ်မှန်သောငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုထိခိုက်စေတယ်လို့ဖော်ပြထားပါတယ်။တရုတ်အစိုးရရဲ့ပြင်းထန်တဲ့ဖိအားပေးမှုတွေကြောင့်မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDA က2025ခုနှစ်မလ23ရက်နေ့တွင်လာရှုံမြို့မှဆုတ်ခွာရန်သဘောတူခဲ့သည်ဟုဒေသတွင်မီဒီယာများကိုကိုးကား၍ဖော်ပြထားပါတယ်။ MNDA ကလာရှုမျိုးကို2024ခုနှစ်ဩဂတ်လကတိုက်ခိုက်သိမ်းယူပြီးနောက်တရုတ်အစိုးရရဲ့ဖိအားကြောင့်ပြီးခဲ့တဲ့ဧပြီလတွင် ပြန်လည်ဆုတ်ခွာပေးခဲ့ရခြင်းဖြစ်ပါတယ်။ ် MNDA ဦးဆောင်တဲ့လာရှုမြို့သိမ်းတိုက်ပွဲတွင်တော်လိုင်းတပ်ဖွဲ့ဝင်အ ਨੇ စုံ900ဦးကြဆုံးခဲ့ပြီး1000ဦးတရားရရှိခဲ့ကြောင်း MNDA ကလာရှုမြို့ကိုမြမစင်းအုပ်စုထံပြန်လွှဲအရန်ဆုံးဖြတ်လိုက်ခြင်းကမျိုးလူမျိုးရေးအတွက်အသက်ပေးခဲ့ကြသောတော်လိုင်းသမားရှာပေါင်းများစွာရဲ့ပေးဆက်ဆွလုံးမှုများကိုသစ္စာဖောက်ခြင်းဖြစ်တယ်လို့ SCCM ကဖော်ပြထားပါတယ်။ MND ရဲ့ဒေါ်လာရေးတိုက်ပွဲနဲ့စီယုံစုအပေါ်လုံးဝအောင်ပွဲခံရင်ဟူသော ပြည်သူလူထုအပေါ်မှာဂရီကဝတ်ကိုထိခိုက်စေတယ်လို့လည်းထောက်ပြထားပါတယ်။လာရှုံမျိုးကံများကစီယုံစုရဲ့လက်တုံပြန်မှုများနဲ့ရက်ဆန့်ကြံကြုံမှုများ၏ပုံမူကြီးမားသောအနေအကျိုးရင်ဆိုင်ရနိုင်ခြေရှိလာသည်ဟုသတိပေးထားပါသည်။ ် MNDA အနေဖြင့်ဆွေးဥစုကိုစန့်ကျင်တိုက်ခိုက်မှုများရပ်တန့်ကလာရှုံမျိုးမှစုခွာစေရန်တရုတ်နိုင်ငံကအတင်းကျပ်ဖိအားပေးခဲ့ကြောင်းဖိအားပေးရရင်တရုတ်အာဏာပိုင်များကနေဆန်းကိများပေးခြင်း MNDA ထိန်းချုပ်နယ်မြေများသို့လျှက်စင်းတဲ့အင်တာနက်ပြတ်တောက်ခြင်းတို့ပြုလုပ်ခဲ့ပြီးတစ်ဖက်တွင်လည်းတရုတ်နိုင်ငံကဆွေးဥစုအားတိုင်းလေများထောက်ပံ့ပေးခဲ့ပြီး၎င်းလေယာဉ်များဖြင့်ဆွေးဥစုကလာရှုံမျိုးနဲ့ MNDA ထိန်းချုပ်မှုအောက်မှရှိတဲ့အခြားနေရာများပါဝင်မြန်မာနိုင်ငံတော်လုံးကိုမယံမနာလေကြောင်းမှတိုက်ခိုက်ခဲ့ကြောင်း င်း SCCM ကဖော်ပြထားပါတယ်။အဆိုပါလုံရက်များသည်အခြားနိုင်ငံ၏ပြည်ရင်း၌မဆွဖက်ဟူ၍တရုတ်နိုင်ငံကပုံမှန်ထုတ်ဖော်ပြောဆိုလေးရှိသောအခြေခံမှုနှင့်ဆန့်ကျင်နေပြီးတော့လိမ်လည်မှုသာဖြစ်ကြောင်းပြစ်တင်ဝေဖန်ထားပါတယ်။တရုတ်နိုင်ငံသည်မြန်မာနိုင်ငံအရေး၌နှစ်ဖက်မျှသောမူဝါဒကိုကျင့်သုံးနေသည်ဟုရှုမြင်နိုင်ပေမယ့်ဆွေးနွေးစုကိုကြောထောင်နောက်ခံပြုခြင်းမှာတရုတ်နိုင်ငံရဲ့ကိုယ်ပိုင်အကျိုးစီးပွားကိုပင်ဆန့်ကျင်ထိခိုက်စေလျက်ရှိရလို့သတိပေးထားပါတယ်။ စေအောင်စုကမြန်မာနိုင်ငံကိုဒေသတွင်မတည်ငြိမ်မှုများဖြစ်ပေါ်စေသည့်နိုင်ငံရေးလူသားချင်းစာနာထောက်ထားမှုနှင့်စီးပွားရေးအကြက်တဲတွင်တို့ကြားရောက်စေခဲ့သည့်အကြက်တဲများကြောင့်မြန်မာနိုင်ငံရှိတရုတ်စီမံကိန်းများနှင့်စီးပွားရေးအကျိုးစီးပွားများမှာလည်းလွန်လွဲခဲ့ရတယ်လို့ဆိုပါရယ်စေအောင်စုကတရုတ်နယ်စပ်ဒေသများတွင်လေကြောင်းတိုက်ခိုက်မှုများကိုထက်ခါတနေလဲပြုလုပ်ခဲ့ရာအကျိုးမှာတရုတ်ပိုင်နက်ကိုပင်ထိခိုက်ခဲ့ခြင်းပြီးခဲ့တဲ့ဧပြီလကရှမ်းပြည်နယ်တွင်ငလင်ကင်ဆယ်ရေးလှုပ်ဆောင်နေတဲ့တရုတ်စစ်ချင်းရှင်နှန်းတစ်ခုကိုစေအောင်စုတပ်များကပြစ်ခတ်ခဲ့ င်းတို့သည်ပေါလီယိုစွာဖြင့်တွေးနှင်တွေ့ချင်းပြစ်ခတ်သည့်ရှူဖတ်စ်မူဝါရာအားကျင်းသုံးခြင်းဟုလည်းထောက်ပြထားပါသည်မြန်မာနိုင်ငံငလင်းဘေးကျင့်ပြည်သူများအတွက်ပေးပို့တဲ့ထောက်ပံ့ရင်ပစ္စည်းများတင်ဆောင်လာသောတရုတ်တစ်ချိန်ရင်းနှန်းကိုရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့တွင်စစ်ကောင်စီကဧပြီလ10ရက်နေ့၌ပြစ်ခတ်ခဲ့ခြင်းဖြစ်ပါသည်ကျူတင်အတိမပေးသောကြောင့်တနံမိုးဘော်ထောင်ရေးပြစ်ခတ်ခဲ့ကြောင်းစစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။ ရက်ဆက်ကြမ်းကြုတ်သောစစ်အုပ်စုအတွက်တရုတ်နိုင်ငံရဲ့စီးရီးအထောက်ပံ့ပေးမှုနဲ့မြန်မာနိုင်ငံတွင်မျက်နှာပြောင်တိုက်ဂျောင်းဝင်ဆွဖက်နေမှုမှာလွဲမှားစွာလောင်းကျေးထက်ခြင်းဖြစ်ပြီးဤသို့လောင်းကျေးမှထက်ခြင်းကစစ်အုပ်စုကိုကဲတင်နာမည်မဟုတ်သေးပြင်မြန်မာပြည်သူလူထုရဲ့ဆင်းရဲဒုက္ခများကိုရှေ့ကျစေုံသာမကစစ်မှန်သောငြိမ်းချမ်းရေးရရှိလာမှုကိုလည်းနှောင့်နှေးကြမ်းချစေမိတာဖြစ်တယ်လို့ SSCM ကဖော်ပြထားပါတယ်။ ။စီယုံစုမလွဲမသေးကြာရှုံးတဲ့အခါတွင်မြန်မာပြည်သူများသည်တရုတ်နိုင်ငံမြေကြီးဘက်ကရှက်တီခဲ့သည်ကိုအသေးချာမှတ်မိနေကြမယ်လို့သတိပေးထားပါရယ်။ ် SCCM ကောင်စီသည်မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဖြင့်တာဝန်ယူခဲ့သူမစ္စယန်ဟီလီအပါအဝင်ကုလသမဂ္ဂဆိုင်ရာကျွမ်းကျင်သူများနဲ့ဖွဲ့စည်းထားပါတယ်။မြန်မာနိုင်ငံရင်းတွင်တရုတ်နိုင်ငံကပါဝင်ပတ်သက်နေမှုကို SCCM ကပြင်းပြင်းထန်ထန်ဝေဖန်ထားသလိုနိုင်ငံတကာအနေဖြင့်လည်းပြည်သူများရွေးကောက်တင်မြှောက်ထားသောအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီနဲ့ထီထွေးဆက်ဆံကြရန်လည်းတိုက်တွန်းထားပါတယ်။ ဟုတ်ကဲ့ပါဒါကတော့ဒီမိုညမားနေပြီးတော့နောက်ဆုံးရသတင်းများကိုစူးစီးတင်ဆက်ပေးသွားတာပါနောက်ဆက်အားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်သတင်းများနဲ့တူပြန်လာခဲ့ပါမယ်ရှင်